လူတွေကအဲ့ဒါယူအမှန်လို့ထင်သွားပြီးတော့ PDF တွေကဒါတကယ်ဟုတ်ဖြစ်တာပဲထင်သွားပြီးတော့စစ်တပ်ကြတော့အာဒီကောင်းလို့ပါအဲ့ဒါသွားပြီးပေါ့အဲ့ဒါတွေကတရားလို့ဘောရက်ဖြစ်ချင်းတွေကမှတော့ရှုံးပြီးတော့လူတွေကြားထဲမှာလူတွေရဲ့အမြင်မှာရှုံးတယ်ကျွန်တော်လက်ကသိမ့်ပတ်ပြီးပြီးဒီကောင်းနေစစ်ရှုံးသွားပြီးထွက်ပြေးတယ်ပြေးတယ်ခွပြေးဝပြေးပြေးအိုင်ချာရမီဘာပီတူညကိုမော်မာများအားလုံးပဲမင်္ဂလာပါ newsbit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ15ရက်နေ့ကျွန်တော်တို့နေ့လည်ပိုင်းနဲ့ညနေပိုင်းအတွင်းနောက်ဆုံးချတည်ရတဲ့တလန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ကျွန်တော်ခါတိုင်းလိုပဲပေါ့နော်ဒီနေ့နေ့လည်းမှာလဲတလန်ရဆူရဲနေပြန်မယူဆောင်လာပေးတဲ့တလန်ရဲ့တရင်ကောင်းချို့ဖြင့်ဘုံမရိုက်ကွက်ချေကွက်လောက်မြတ်တုံလဲကျွန်တော်ကြည့်ရှုမှာမလို့ကျွန်တော်နဲ့သူစာဆုံး reaction လို့ပေးချဖို့ကျွန်တော်ဒီနေ့ကနေတောက်ဆိုပါရယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်အယုံဆုံးတရင်တို့လေးတွေချိလိုက်ရအောင်ပထမဆုံးတရင်တို့အနေနဲ့ကတော့ ရှမ်းပြည်နယ်နဲ့ကယင်းနီပြည်နယ်အဆက်မိုးပြဲမှာအင်အားသုံးထိုးဆစ်ဆင်လာတဲ့စစ်တပ်ကိုတော်လိုင်းတရရနေပြီမှာပြန်လည်တိုက်ခိုက်ခဲ့လို့စစ်သား15ဦးတေဆုံးပြီမှာလည်းနဲ့ကိုလေးရရှိတယ်လို့ကျွန်တော်သိရှိတာပဲဖြစ်ပါတယ်။မြို့ပြတော်လိုင်းတအူးအဖွဲ့ကကိုထက်ကနေပြီမှာမလတ်ဆက်သုံးရင်းနေမှာပြည်သူစစ်အင်အားအလုံးရင်းနဲ့ ဒရုန်းတွေအစင်းဝေးဘုံတွေနဲ့မိုးပြင်းမျိုးကိုထိုးစစ်ဆင်တယ်မလာ၁၄နှစ်တနေလုံးတက်ပွဲဖြစ်တယ်မနေ့ကညနေပိုင်းမှာမိုးပြင်းမှာဆိုးလိုက်ရတဲ့နေရာတွေအကုန်ပြန်ရတယ်စစ်တပ်ဘက်ကအနည်းဆုံး15ဦးထဲမှာလည်းတေဆုံးတယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ခုချိန်မှာတော့မိုးပြင်းတက်ပွဲဆိုရင်ပြင်းထန်နေတာဖြစ်ပြီးတော့စစ်ကောင်စီကနေပြန်မပါနော်အလုံးစုံထိန်းချုပ်နိုင်ဖို့ရိုးရာနေပြီးတော့မှ လေချောင်းကုန်းချောင်းကနေပြီးတော့မှဟုတ်ဆိုရင်သူတို့အင်အားတွေတိုးချက်ပြီးတော့မှစစ်စင်ရေးတွေလုပ်နေတော့ကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ဘလိုပဲပြပစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြာဆုံးမှုတွေကိုကျွန်တော်အနေနဲ့ပေါ့နော်ခုရပိုင်ခတ်စစ်စစ်တွေ့လဲရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ပူလူတုစခန်းကိုတက်ခတ်တင်ပတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာစစ်သားစနုပ်တေဆုံပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်ဆက်တော်ဦးထိုင်းဘက်ကိုထွက်ပြေးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် မလဆလေးရဲ့နေကန်ယူအုတ်ချုံမှုနယ်မြေလိုင်းပွဲမြို့နယ်စစ်ကောင်စီတပ်ကတပ်ဆွဲထားတဲ့ခလာရ31 point 1248ဘူလူတုချေကိုစခန်းကိုကန်အလေးတပ်မဟာခွန်ကရင်မြို့သားခောက်ခွဲတပ်ဖွဲ့ကန်ဒီယိုနဲ့တော်လိုက်ပွန်းတပ်ဖွဲ့ဝင်တွေနဲ့ပြီးတော့မှတက်ခိုက်တင်ပတ်နေခဲ့ပြီးတော့မှအဲ့ဒီစခန်းတိုင်းတပ်ပွဲကာလာတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးတေဆုံးပြီးတော့မှစတဝါးဆိုရင်ထမ်းပစ်ကိုထပြလို့ရတော့တယ်လို့ကျွန်တော်သိရှိရပဲဖြစ်ပါတယ်စက်ကောင်စီတိုက်ရဲ့ပိုလူတုစခန်းတင်းတိုက်ပွဲမှာကျွန်တော်ကန်နလေဘက်ကနေပြမရဲဘော်6ဦးထိခိုက်ဒဏ်ရရှိပြီးတော့မှ3ဝါဆိုရင် ဆုံးခဲ့တယ်လို့ကျွန်တော်သိရှိရပဲဖြစ်ပါတယ်ဒီတိုက်ပွဲမှာကြာသွားတဲ့ကျွန်တော်ရဲဘော်တို့အတွက်များစွာပေါ့နော်ကျွန်တော်ဂုံရတာဖြစ်ပြီးတော့မအတိုင်းပြည်နယ်လူမျိုးတွေတို့အနေနဲ့ပေါ့နော်မြင်းများစွာအသက်ပေးသွားခဲ့ကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေ့ campaign အနေနဲ့ပထမဆုံးကြက်မှာကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေခုဆွန်ဘလူးတုစကားနဲ့ပြည်မှာထိုင်းပြကိုထွပြေးသွားတဲ့အကြောင်းကိုရဲဘော်ရှင်းလင်းရနေပြည်မှာပေါ့နော်တေချာလေးကိုပြောပြထားတဲ့ဟာပဲဖြစ်ပါတယ်ကျွန်တော်ရဲဘော်ရှင်းလင်းပြီလို့မျိုးတွေပြထားလဲဆိုတာစာကြည့်လိုက်ရအောင်နော် ကျွန်တော်ဒီကောင်ကြီးရဲ့မျက်နှာကိုမမြင်ချင်တော့ပြောချင်တာကကျွန်တော်တို့သွားတဲ့နေရာမှာအဲ့ဒီခွေးမျက်နှာကိုလုံးဝမမြင်ချင်တာကျွန်တော်တို့အသေးသေးကောင်အဲ့လိုမျိုးဟွန်းကျွန်တော်တို့ဖြတ်လိုက်လို့ဒီကောင်ကြီးတနေရရမှာငုတ်တုတ်ထိုင်နေတယ်လို့ယူနီဖောင်းဝတ်ထားတယ်ဆိုရင်ကျွန်တော်တို့လုံးဝကိုအဲ့ဒီတော်တော်လေးကိုစိတ်ကအဆင်ပြေတော့ကျွန်တော်ဒီအချင်းတွေကိုကျွန်တော်မိဘတွေကိုတင်ပြနေတာဆိုတော့ဒီစကန်ကိုကျွန်တော်တို့ဝင်းရပိတ်ဆို့ပလိုက် ျွန်တော်ခီးစဉ်အတွင်းမှာပဲဒီစကန်ကိုကျွန်တော်တို့ခြေမုံရေးစမယ်ကိုရှမ်းရေးခြေမုံရေးစမယ်โอเคကျွန်တော်တို့ကဒီလိုပါဘူဘာရီလုံးလဲဘာရီလုံးပေးရမလဲဘလိုတွေပူပေါင်းပေးရမလဲရပြီအားလုံးသူ့စီစဉ်နဲ့သူဆွဲပြီးသွားပြီမကြခင်မှာအဲ့ဒီခွေးတဲ့စကန်အမှုဖြစ်စီရမယ်ဒါပဲရှင်းဒါကကျွန်တော်တို့လက်ရှိ ဘလူးတူးအကျမဖက်စစ်ခွေးတက်စကန်းကိုမီးဖုတ်နိုင်ခဲ့တဲ့အချိန်နဲ့မီးမဖုတ်ခင်အချိန်အနေကိုကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြနေခြင်းဖြစ်တယ်။အခုဘာလို့ပြန်ကြားလို့ပြန်မင်းပါကောင်လဲငါပါကောင်လဲမင်းကိုမေးပြီးတော့ထည့်ဖျဲတဲ့အချိန်မှာအဲ့ဒီခွေးကောင်တွေအကုန်လုံးကထိုင်းဘက်ကိုထပြေးသွားကြပါတယ်။တိတ်တဲ့လူလဲတေးလို့ခြေတဲ့ကောင်လဲခြေလို့ဘာလို့သူစကန်းလုံးသူဘုံလာခြေတာဟုတ် ဆိုတော့တိုင်းဘက်ကိုဖပြေးနေတာလဲအချိန်မှန်များစွာရှိပြီအရှက်မရှိယနေ့အချိန်ထိဖပြေးနေစေတိုင်းကလည်းလက်ခံပြီးတော့မြောင်းလိုင်းစီကိုပြန်ပို့ခဲ့တာတွေလဲကျွန်တော်တို့ကြားသိရပါတယ်အထင်ရှားဆုံးဥပမာအနေနဲ့မြောင်းရီတိုက်ပွဲမှထုံးကြီးလကောင်းမှာပဲလေရင်ကြီးနဲ့မှာပြန်ပို့တာတွေရှိတယ် ပြီးတော့ကျွန်တော်အခြားသောပုံစံမျိုးစုံနဲ့စီစဉ်သွားကြတာလည်းရှိတယ်။ဆိုတော့ဒါတပိုင်းမှာကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီးဒီကောင်နေစစ်ဆုံးသွားပြီးဖတ်ပြေးတယ်ပြေးတယ်ခွပြေးဝပြေးပြေးပြီးတော့ဒီကောင်နေခြုံကျင်တဲ့မိန်ကိုပြေးခြုံသူတို့အရှက်မရှိတဲ့လှုပ်တဲ့သူတို့အရှက်မရှိလို့လှုပ်တဲ့ပုံစံကဲရတာပေါ့နော်ဟိယဘောရှင်းလင်းနေပြီးတော့မှကျွန်တော်ဒီ Bluetooth စကန်နေပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေချိန်မနေနေမှာတချို့တွေကထိုင်းမျိုးကိုထုတ်ပြသွားတယ်ဆိုတဲ့ကြောင်းပြောပြထားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာဆိုလဲကိုဆက်နေပြောထားတဲ့အတိုင်းပေါ့နော်ထိုင်းမျိုးကနေပြည်တော်မှလူတချင်းစာနာမှုဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထိန်းသိမ်းထားတာမှာကြာခင်မှာတော့မြန်မာပြည်ဘက်ကိုပြန်လဲပို့မယ်လို့ယုံကြည်ရတာပဲဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်သူပြည်သားတွေကိုကြားသူတို့အနေနဲ့ပေါ့နော်အကြောင်းမဲ့ဖန်ဆီးပြီးတော့မှဒီစစ်ကောင်စီတပ်သွက်တသားတဲ့စုဆောင်ပြနေတဲ့ထိုင်းနိုင်ငံရဲ့လွှဲဟာဆိုလဲပေါ့နော်ကျွန်တော်ခုချိန်မှာတော့ မြေခွန်းထုတ်ဆရာဖြစ်လာတာဖြစ်ပြီးတော့စစ်ကောင်စီနဲ့လိုအချင်းရိုက်နေတယ်ဆိုတော့အကြောင်းကိုကျွန်တော်ခုဆိုရင်တဖြည်းဖြည်းနဲ့တွေးလာရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင့်မြတ်နေပြီးတော့ပါနော်။ရန်ကုန်မန္တလေးအမြန်လဟောင်းပေါ်မှာကျွန်တော်တော်လိုင်းရာစုတွေကနေပြီးတော့ခရီးသည်တွေကိုဝင်ရောက်ဆစ်ဆဲသွားတယ်ဆိုတော့တရင်ထွက်ပေါ်လာပေးတဲ့နောက်ပိုင်းမှာတော်တော်လေးပေါက်ကွဲသွားတာဖြစ်ပါတယ်။ဒီကောင်ဘယ်လိုမျိုးခြေကွဲဆောင်နဲ့ပြောမလဲဆိုတော့ကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်။ကိုကအောက်ခြေတော့ကအငေးဘောကတော့က အပေါ်ကလူကြီးတွေပြောတဲ့ဟာကိုပဲအပေါ်ကလူကြီးကြီးချောက်လုံနေရတာကိုကျင်းစာကိုအဲ့လုံကြည့်ပြီးတော့အာငါဒါပြီးတော့ငါလူကြီးဖြစ်မလုပ်ဘူးကွာလို့ခံယူထားပြီးကြည့်လိုက်ကိုလည်းလူကြီးလည်းဖြစ်လာတော့ကိုမသိအောင်ဆောင်အောင်ငါလည်းပေါ့အဲ့ဒါအဲ့ဒါကဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့ကိုကျင်းစာတွေကကင်းမဲ့ခေါင်းဆောင်ဖြစ်လာတယ်အဲ့တော့ခါကြရင်ကျွန်တော်ပြောပဲနော်အဲ့တော့ကိုတိုင်းတက်မတော်မှာရှိတယ်တာဝန်ရှိတယ်စင်ခဲစင်ခဲဆိုတော့တက်မတော်မှာထိပ်ပိုင်းရရှိတယ်အောက်ချီငယ်လဲအောက်လဲငယ်သားတွေရဲ့အခက်အခဲအကြက်တဲ့အခြေအနေတွေကိုကိုကျင်းသာတရားလေးတွေနဲ့ထည့်စဉ်းစားပေးကြဖို့လိုတယ်ဗျတော်တော်လိုတယ်အဲ့တော့မဟုတ်ရင်နင်းထိုင်နေတယ်ခင်ဗျာဟိုဟိုဘာခေါ်လဲဆိုတော့ ဟိုယောက်ျားမရှိတော့တဲ့အိမ်တော်ရှင်မတွေအများကြီးဖြစ်သွားမယ်တမလို့လားဇနီးတွေအများကြီးဖြစ်သွားလိမ့်မယ်ကြည့်လောက်ကြပါခင်ဗျားတို့ဒီမလုံတင်တာကြီးရှောင်းတင်တာကြီးရှောင်းရှော့တင်တာကြီးရှော့တချို့ဟာတွေကရှင်ပြမလိုလားအပ်တဲ့တချို့သောဟိုအစည်းဝေးတို့တချို့သောကိစ္စတွေဘာတွေညာဘာမှမဟုတ်တဲ့ကိစ္စတွေပေါ့ဗျာတချို့အရင်မကြည့်ကြရဆိုရင်ရှော့တင်တာရှော့တာအကောင်းဆုံးပါနော်တလောက်တော့ကျွန်တော်ပြောချင်တယ်ပြီးတော့အဲ့တောက်အဲ့ဒီကျွဲကျွဲပွဲနဲ့ဒီအုပ်တွင်းချားမှာ PDF တက်လာတဲ့ကိစ္စကြီးကတော်တော်ဆိုးတယ်အမြန်လမ်းရကုန်မလို့အမြန်လမ်းဟောင်းတစ်ဖက်ကအဖွဲ့စည်းတွေကလည်းဒီလမ်းဟောင်းပေါ်တက်ဖို့ကြိုးစားနေကြကြာပြီဒီတောက်ဒီတောင်ကူနားတော့ဝိုက်ပေါ့နော်တောင်ကူနားတော့ဝိုက်ပတ်လည်မှာ PDF တွေရွာလေးတွေရှိပြီးတော့ ဘာကြီးသေးလဲဆိုတော့ဒီဘက်ကရင်ပြည်နယ်ဘက်ကဆင်းလာတဲ့ PDF တွေရှိတယ်။ကရကရင်နေကရင်ကရကဆင်းလာတဲ့ PDF တွေရှိသေးတယ်။အဲ့တော့သူကသူရွာတွေမှာတက်ထပ်ပြီးအဲ့ PDF တွေကိုပေါက်ပြီးတော့သူကဘာလုပ်လဲဆိုတော့လမ်းတွေကိုနောက်ရှက်တားစီလမ်းပေါ်တက်ပြည်သူလူထုကြားမှာပါဖြစ်တော့မသိပြည်သူတွေကဟာ PDF တွေပဲတကယ်ဖြတ်သွားသလိုလိုဘာလို့အမှအဲ့လိုဖြစ်ကုန်တော့ PDF တွေကပဲဇိုးမှုသွားသလိုလိုဘာလို့ဆိုတော့ဝါရဖြတ်ချီရန်တရားအရာပြောမယ်ဆိုရင်ပြည်သူလူထုကြားမှာအကြောက်တရားတွေနဲ့အော့အောင်းတွေဖြစ်စီတယ်။ပြည်သူလူထုကြားမှာယုံထင်ယုံထင်ကြောင်တဲ့ယုံမတန်တရားတွေနဲ့ဟိုတက်ကရှုံးသွားပြီး PDF ကနိုင်တယ်လို့တန်တရား ထင်းသွားဖြစ်သွားစေတယ်။ဟိုကောင်တကယ်လဲဟုတ်တာပဲလေနော်။အဲ့ဒါပေမဲ့ပြည်သူကြတော့အဲ့လိုမဟုတ်ဘူး။တရေကပြန်သွားပြီ။ခုခင်ဗျားအဲ့ဒီလမ်းမှာဖြတ်ခဲ့တဲ့အဲ့ပြည်သူတွေ PDF တွေနဲ့ကြုံခဲ့တဲ့ပြည်သူတွေကဘာလုပ်မလဲ။ခင်ဗျားရွာလေးရောပြောပြောလိမ့်မယ်။ PDF တွေနဲ့ငါတို့ဆုံခဲ့တယ်လို့ပြောလိမ့်မယ်။ PDF တွေဆုံခဲ့တယ်။ PDF တွေကငါတို့ခေါ်ပြီးတက်တယ်တက်ပြီးမေးတယ်ပြန်တယ်ပြီးတော့ဖြစ်တယ် AC ပဲကောင်းဘောင်းနေရမယ်ဟိုကောင်းတယ်ခင်ဗျား PR ကောင်းကောင်းရကောင်းတာ။ကျွန်တော်ပြရမယ်သူဟိုရန်ကုန်မင်းလေးနေပြီးတော့ဆားရှိတဲ့တချို့နေရာတွေမှာတက်ချီသမားတွေဆိုရင်အဲ့ဒီဟိုအဲ့ PDF တွေရှိတဲ့မြို့တွေရွာတွေကိုဖြတ်ပြီးတော့မောင်းပြီးသွားပြီတို့တချို့တချို့မောင်းရင်းပြောတယ်ပြောပြကြတယ်ရှိတယ်။အာတကယ်တဲ့ တကယ်ကို PDF တွေကြားရလဲသူဖြတ်သွားတယ် PDF တွေဘာမှမပြောဘူးကားမှန်ချမောင်းဆရာကြီးဘာညာပြောတယ်ဒါခါလေးလက်ဖက်ကိုလဲဒါခါလေးတောင်းကျင်တောင်းတယ်မတောင်းကျင်တယ်မလို့ဒါခါကြလဲမတောင်းတောင်းရင်တော့ကောင်းမို့တောင်းတယ်အမေအဲ့လိုမျိုးတိုက်ပြီးတော့အရင် PDF တွေရန်သူမဟုတ်တဲ့ပုံစံမျိုးတွေတောင်းကြပြအဲ့ဒီဝါရဖြန့်တာအဲ့လိုဖြန့်တာ PDF တွေလို့ပဲလေနော်တကယ်လဲအဲ့တော့လူတွေကအဲ့ဒါယူအမှန်လို့ထင်သွားပြီးတော့ PDF တွေကအာတကယ်ဝါဖြစ်တာပဲထင်သွားပြီးတော့စစ်တပ်ကြတော့အာဒီကောင်းလို့ခွာဆိုအဲ့ဒါတွားပြီးပေါ့ဗျာအဲ့ဒါတွေကခင်ဗျားတို့ဝါရဖြန့်ချင်ရတဲ့မှာခါတော့ရှုံးတယ်ပြီးတော့လူတွေကြားထဲမှာလူတွေရဲ့အမြင်မှာရှုံးတယ်ဒါကြောင့်ဒါတွေကိုမလုပ်သင့်ဘူးဒါကြောင့်ဒီလိုမျိုးဒီကောင်တွေခွင့်ရေးမပေးသင့်ဘူးဒါကြောင့်ခွင့်ရေးပေးလိုက်တာက ပြီးတဲ့ဒေသရဲ့စစ်ဌာနတာဝန်ရှိသူတွေညံ့လာတယ်။ကဲကျွန်တော်တို့ deal ပြောပြနော်။ခုဆိုရင်ကျွန်တော်တို့ PDF တပ်ဖို့ဝင်နေရတယ်မြန်မာရန်ကုန်မန္တလေးမြန်လာဟောင်းပေါ်မှာတူရနေပြန်မခိတက်တွေကိုစစ်စေးမင်းမျက်နှာတွေလို့ပြန်မပါနော်။ကောင်းကောင်းမွန်မွန်နဲ့စစ်စင်တာကိုဒီကောင်ရနေပြန်မပြောနေပြောစားပြတ်တော့တယ်ပဲဖြစ်ပါတယ်။သူတို့ခုချိန်မှာတော့ဒီဝါရဖြန့်ချေပိုင်းမှာပေါ့။ညပြမာရောတကယ်ကိုစစ်ရှုံးနေတာပြန်မကျွန်တော်ဘက်ကနေပြန်မ ပီတိုရီယာဆိုရင် PDF တွေနဲ့တခြားဒီလက်နက်ကင်တပ်ဖွဲ့ဝင်တွေကြားထဲမှာပေါ့နော်စီလိုညီရဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွန်းလှန်နေတဲ့ဆိုတော့ကျွန်တော်ခုဆိုပြောလို့ရနေတာဖြစ်ပါတယ်ဒီစခွေးပေါ်မှာလော်ဘီတတရတော့လောင်းနေကြတာဖြစ်ပြုံးမှာသူတို့အနေနဲ့ဒီမြေပြင်မှာလည်းပေါ့နော်ဆစ်ရှုံးနေတာဖြစ်လို့မြောက်လိုင်းရဲ့အရေးချင်းပေါ်မှာမေခွန်းထုတ်ပြောဆိုလာကြတော့ကျွန်တော်အခုရပိုင်းတွေ့နေရတာဖြစ်ပါတယ်ကဲကျွန်တော်တို့တော့ဗီဒီယိုတဘောအနေနဲ့ငါပေါ့ဝါနေပြီတော့မှာမြန်မာနိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုပြတော့မှာပေါ့နော်အချောင်လိုက်တဲ့ဟာလေးကျွန်တော်တို့အစ်စ်ကြည့်လိုက်ရအောင်နော် နိုင်ငံမြန်မာနိုင်ငံသားမှန်လို့ရှိရင်ဘယ်မှပြေးလို့မလို့စုကြောင်တွေထားရမှာပဲမင်းရင်ထားလေအလုံးသာတိဘူတော်လိုတယ်ဗျတိဘူတော်လိုတယ်နော်ဦးစင်းဦးညီဆောင်ရွက်ပေးနိုင်တာကဘာလဲဦးစင်းခင်ဗျားတို့ဖုံးဆက်တယ်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးချင်းမြတ်တပည့်တော်ဘယ်လိုဆွဲထားပါလဲဗျတပည့်တော်ကဦးညီပြောစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှမောင်မဲကိုခေါ်မယ်မောင်ဖြူကိုခေါ်မယ်မောင်ဖြူကပတ်ဆိုင်ရှိတယ်မောင်ဖြူကချမ်းသာတဲ့ပုံကူဖြစ်နေတယ် လက်ကွက်ထဲမှာတော်တော်တင်းတာနေနိုင်နေတယ်အုတ်ကြီးကိုပတ်စံပေးနိုင်တယ်မဆာဖောက်ကိုပတ်စံပေးနိုင်တယ်ဟုတ်ပြီအဲ့တော့မောင်မြူနေမှာမောင်မဲကိုအစားထိုးထည့်လိုက်မယ်အဲ့ဒီလိုဆိုရင်ဦးစင်းကိုပြောပါဦးစင်းကိုတိုင်းသူ့ဘာကိုတိုက်တက်လောက်အကောင်ကြီးပြီလေဘာကောင်ကြီးပြီဦးစင်းမုန်းခံပြီးပြောမယ်ဥက္ကရာဆိုလည်းဥက္ကရာကိုအေးယူရအောင်ဦးစင်းပြောပြီဦးစင်းတို့ဆွမ်းနိုင်တာကတော့အဲ့ဒါပဲဆွမ်းနိုင်တာအဲ့ဒါပဲဦးစင်းတို့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတတ်နိုင်တယ်နော်အဲ့တော့ခင်ဗျားဒီစစ်မှုထမ်းဥပဒေနဲ့ခေါ်မှာပဲခေါ်မှာပဲဟိုတလောကဦးစင်း ဒီလိုပဲယဟန်တန်ဃာရဘဥစဉ်သူဖုံးဆက်တယ်ရှင်ဗျာတဲ့တပည့်တော်မျိုးသားကြီးမှငါကရှင်ဗျာနဲ့ဒီငါကတို့လုခဲ့ပါတယ်ဗျာတဲ့အခုတော့တပည့်တော်လည်းဒီကနေပေါ့ရွှေဘုဘက်ကနေပြေးရလွားရတယ်ပေါ့ဒီဂျန်ကုန်ရောက်နေတယ်ပေါ့ဂျန်ကုန်ရောက်နေတယ်ဗျာတဲ့တပည့်တော်ရဲ့ရောက်ပါစစ်မှုထမ်းဥပဒေဆွဲခံရလို့ဗျာတဲ့မုံရပဲမာတဲ့ရှင်ဗျာလို့အသက်ကဘယ်လောက်ရှိရောဆို30ပြည့်တော်မယ်ဗျာတဲ့ရှင်ဗျာနောက်ထပ်9နှစ်ထိနှစ်နှစ်ပဲတာဝန်ထမ်းဆောင်အောင်ပါနှစ်ကြော့ပြန်စစ်မှုထမ်းလို့ရတယ်လို့ရှင်ဗျာဒီကိစ္စလေးတောက်ခံတယ်ဒါလည်းမရဲနာနော်ငါပေါ်တော့စစ်မှုထမ်းဥပဒေကိုပို့ပြီးမှ ခင်ဗျားအနေနဲ့ပို့ပြီးမှတော့လက်ခံရအောင်ပါလို့အခုရှိတယ်ခင်ဗျရက်ွက်တွေထဲမှာကစမှုထောက်ဥပဒေမဲ့ပေါက်လဲထွက်ပြေးတယ်အဲ့တော့စကိုင်းဘက်ကိုပြေးမယ်ရန်ကုန်ဘက်ကိုပြေးမယ်လမ်းမှာပြေးမယ်ဥပမာဦးဇင်းတို့ချမ်းစီတဲကအောင်မင်းလဲရက်ွက်ပေါ့ဗျာအောင်မင်းလဲအုတ်ကြီးဥမြင့်တိန်ရက်ွက်ထဲပေါ့အဲ့ဒီထဲမှာဦးဇင်းတို့ကစမှုထောက်ဥပဒေနဲ့ပတ်သက်ပြီးမှမင်းဒီနေ့ဒီတစ်ခေါက်တော့မင်းအလှည့်ကြတယ်မင်းလိုက်ရမယ် မင်းမဲပေါက်တယ်လိုက်ရမှာပေါ့မဲပေါက်တယ်ဟုတ်လိုက်ငတ်တော်ဝင်ထမ်းသွားမယ်အဲ့မှာအိုက်ကလေးပြေးသွားပြေးသွားပြေးတဲ့အခါမှာသခိုင်းဘက်ပြေးမယ်သခိုင်းဘက်ကိုပြေးသခိုင်းနာဘောက်မှာမိမယ်အဲ့ဒါသခိုင်းနာဘောက်မှာမိပါလို့ရှင်ခမက်သခိုင်းရဲ့စည်ရင်းနဲ့တူသွားမှာမဟုတ်မန္တလေးစည်ရင်းနဲ့ပဲတူပဲမှာမန္တလေးအိမ်တော်စည်ရင်းနဲ့ပဲတူချီသွားမှာပဲရှင်ရအောင်စင်မှုတာဥပဒေရဒါလေးလည်းတဘောပေါက်လို့တဘောပေါက်ဖို့လို့လေနိုင်ငံရပြေးရင်လည်းလွတ်မှာမဟုတ်ဘူးစည်ရင်းစရာအကုန်ရှိပြီးသားစင်းစရာကုန်ရှိပြီလားကြံခဲ့တူထမ်းဆောင်ရမှာကြံခဲ့တူလောက်ရပါပဲဒါနိုင်ရတောင်ဝင်ထမ်းဆောင်ရတာ ဒီငပေါ်တော့အိုးဆိုးရတော့ကျွန်တော်မိဘပြည်သူတွေအားလုံးကိုစစ်ထဲအတင်းတွန်းဖို့ပေါ့နော်တိုက်တွန်းပြောဆိုနေတော့ကျွန်တော်တွေ့တာဖြစ်တယ်အထူးသဖြင့်ဒီဘောမတွေကိုယ်တိုင်ကနေပြမကိုယ်တိုင်ကိုကြပါနော်ရှေ့သန်းစမရပြည်မှာတွားပြတော့မှရခိုင်ဘက်ကိုစစ်ရှိတင်းနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ပြည်သူတွေပုံမှန်နေချက်စီးနေလို့ပြမခုဆိုရင်စစ်မှုထမ်းဖို့ကြီးပဲပေါ့နော်ပြောနေကြတဲ့အားချုံနေတဲ့ဒီဘောမိုက်ကိုတော့ကျွန်တော်တွေနဲ့ခဏနာလေးပညာပေးဖို့လွန်လွီပြီးဆိုတာတော့အခုဆိုရင်ကျွန်တော်မြင်နေရတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမနဲ့ပြီးတော့မှစစ်တပ်ကိုဘူကလန်လုံးနိုင်ဦးမယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ပြိုကွဲမယ်ဆိုပြမှာပါနော်ပေါ်လိုပဲစားတွေပြောတော့တဲ့ဟာလေကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်ဒေါ်ချိုဒီဆိုရအောင်သုံးမကြလို့စကားရိုင်းပေါ်ရင်ခွင့်တော့ဘာကြိုင်းတာတော့စကားရဲဘာသုံးမကြလို့ရနာထားရတဲ့စီမံကိန်းကိုလက်ရှိနာစာကအိမ်ဆောင်ဆိုတာကဆက်လက်အကောင့်ထဲပေါ်ပြီးအောင်မယ်ဆိုတာဆောင်ရွက်နိုင်နေတာဖြစ်တယ်နော်ဆိုတော့ကဆိုတော့ကခမားတို့ကတစိမ့်ရှိရင်စက်တက်ပါလို့လုံးမကောင်းဘူးဆိုတော့အတွေးတွေကို ဖယ်ခဲ့ဖို့လိုနေပြီခင်ဗျားတို့နိုင်ငံကိုအမှန်တကယ်ချစ်တယ်ဆိုရင်စစ်တပ်ကဘာလို့လို့မကောင်းပါဘူးလို့ကန့်ကွက်ရမယ်ဆိုတဲ့အတွေးခေါ်တွေကိုခင်ဗျားတို့ကောင်းတဲ့ကဖယ်ထုတ်ဖို့လိုနေပြီကိုနဲ့အမြင်မတူလို့စစ်တပ်ကိုမုန်းတဲ့အတွက်စစ်တပ်ဘာလို့လို့မှားပါတယ်ဆိုတဲ့ခင်ဗျားတို့မှာအစိုးရဝါဒီတွေရှိနေသေးတော့ကျွန်တော်တို့နိုင်ငံကတဖြည်းဖြည်းခင်ဗျားတို့မှာ အမြင်မတူဘူးခင်ဗျားတို့စစ်တပ်ပါလို့လို့မှားပါတယ်ဆိုတဲ့စစ်တပ်ပါလို့လို့ကန့်လန့်တိုက်ရမယ်ကန့်ကွက်ရမယ်ဆိုတဲ့အစိုးမြဝါဒီတွေပဲညားနေမယ်ဆိုရင်ကျွန်တော်တို့ပြည်ထောင်စုသားတွေတောင်ကြောင်သဘောထားတွေကွဲပြီးတော့အယူတွေလွှဲမယ်ဆိုရင်ဟောဒီတိုင်းတွေကမွေးနေအောင်မှာဖြစ်တယ်အချက်၃ချက်ရှိတယ်။ကွဲလွဲမယ်။တောင်တဲ့တယောက်ကခမားတို့ကစစ်တက်ပါလို့လို့စိတ်ချင်ရမယ်။စစ်တက်ပါလို့လို့မကောင်းဘူးလို့မြင်ရမယ်ဆိုရဲခမားတို့အစိုးမြဝါဒီတွေနဲ့ကျွန်တော်တို့အချင်းချင်းသဘောထားကွဲနေတဲ့တွေ့။သဘောထားတွေကွဲလွဲနေတဲ့တွေ့ ကွဲမယ်သဘောအယူဆတွေကွဲမယ်သဘောထားတွေလွဲမယ်အဲ့ဒီလိုကျမတို့တိုင်းပြည်ကမွဲမယ်ကွဲမယ်မွဲဆိုတော့မြန်မာပြည်ခွင့်ပြုတိုးတက်ဖို့ဆိုရရှိရင်လိုအပ်နေတာတစ်ခုတည်းပါပဲစီးလုံးညီညွတ်ခြင်းဖြစ်တယ် Unity State လို့ခေါ်တယ်နော်ဆိုတော့ကကျမခင်ဗျားတို့ဘာပြောရလဲမသိဘူးနော် Unity State စတက်ပါလို့လို့စန့်ကျင်ရမယ်မကောင်းဘူးစတက်ပါလို့လို့မကောင်းဘူးမြင်ရမယ်ဆိုတော့ခင်ဗျားတို့အိတ်ရဝင်ပုံမြင်နေတဲ့ကလို့ထွက်ရမယ်အချိန်ဖြစ်ပါတယ်ဘူးတူမာတော့ခုချိန်ထိမြောင်းလိုက်တော့ဘောတေချာလေးဟိုမှာပြရမပြီတူတွေဂျင်းနေပေါ်လွန်းနေတာပါနော် ညွန်လိုင်းတို့အဆိုးကြောက်ကြောက်တော့တိုင်းပြရတော့ခုချိန်မှာတော့မြေကွက်တောင်မှလုံးဝမကြံတော့တဲ့အနေထားဖြစ်ပြီးတော့မှသေုံနဲ့ရုရှားဆိုရင်ကျွန်တော်တို့ခုချိန်မှာပြည်သူတွေရတင်ရထက်တဲ့အခွင့်အရေးတွေကိုလည်းသူတို့ကနေပြီးတော့မှတင်ကြုံပြီးတော့မှပေါ့နော်ရယူဖို့အခုဆိုရင်လို့ဆောင်နေကြတော့တွေ့တာဖြစ်ပါတယ်မြော်လိုင်းတို့စစ်ဘောမှလော်ဘီတတိုက်တွေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်တို့မိဘပြည်သူတွေကိုအခုဆိုရင်ကိုတွေ့ဆုံနေတာဖြစ်ပြီးတော့မှငါကသူတို့ကိုကြိုးရှာပြီးတော့မှပေါ့နော်ပြည်သူလူထုတွေကိုချာနေနေရဆိုတာကတော့ကျွန်တော်ပြောလို့ရနေတာဖြစ်ပါတယ်မြော်လိုင်းတို့ EAD အရေးချင်းပေါ့နော်မရှိတဲ့ဟာတွေကို ဘောမတွေကိုယ်တိုင်ကနေပြီးမှတရှိတာတောင်မှကျွန်တော်မိဘပြည်သူတွေပေါ်မှာဒီလိုမျိုးရေးစရုပ်မှာဒနီလန်းတွေကျင့်သုံးဖို့ပြောဆိုနေကြတဲ့ဟိုသူတို့ရဲ့ဒီစေတနဲ့အောက်တန်းကြတဲ့ပေါ့နော်လူရဲတွေကိုကျွန်တော်ခုဆိုမြင်နေရတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားတကောင်ကနေပြီးတော့မှလည်းဒီလိုမျိုးပရိပဒါတွေထထပြောမလဲဆိုတာဆက်ကြည့်လိုက်ရအောင်နော်။ကျွန်တော်နိုင်ငံကိုပေါ့နော်။ဟာလာမြန်မာတပ်မတော်ကိုပေါ့နော်ဟာလာခုနလိုပေါ့ရာလူတက်ခိုက်မှုတွေကိုရက်တက်ဖို့ပါညာပေါ့ပြောတာတွေ့ရတယ်။နောက်တစ်ချက်ကပါလဲဟိုစစ်တပ်အီအား အလိုချိုတုံးဆွဲပြီးတက်ခိုက်တာတွေလည်းရတ်တ်ဖို့ဆိုပြီးမှအဲနှစ်ချက်တွေ့ရတယ်ပေါ့နော်ဟုတ်ပြီလားနော်ရည်လေးရည်ချင်တယ်ဟုတ်လားနော်ဟုတ်ပြီလားမြတ်မတ်တမတော်ကယာလူတာလည်းမရှိဘူးယာစတာလည်းမရှိဘူးအခုလက်လာတယ်လို့ပေါ့နော်အခုကျွန်တော်နိုင်ငံမှာတက်ပွဲဖြစ်နေတာပိန်သိမ်းနေတာပေါ့ကျွန်တော်ဒီကောင်ဟုတ်လားပြောမယ်ဆိုရင်ငါတို့နိုင်ငံမှာရှိတဲ့အတိုင်းသားလေးနဲ့ကိုင်တွေအကြမ်းဖက်တွေအပွဲတွေပါဟုတ်လားမြတ်မတ်တမတော်ရှစ်တားစကားတွေကိုလာတိုက်တယ်အဲအနောက်တားမှာဌာနတွေဌာနချုပ်တွေကိုလည်းလာတိုက်တယ်ဒီလိုပဲတိုက်နေတာဟုတ်လား ြောမှဆိုတိုင်းတားလဲနေကအချမ်းဖဲတွေပဲတတ်မတော်ကိုຢာစရဲဟာလာຢာလူပြီးတိုက်တာဒီလိုပဲရှိရဲမြန်မာတတ်မတော်ຢာလူတာရှိရှိတာမတွေ့ဘူးပေါ့နော်အဲ့ဒါ UK ကမတိတာလားမတိချင်ရဆောင်နေတာလားလဲမပြောမပြောချင်ဘူးပေါ့နော်ကျွန်တော်လဲဟာလာနောက်တစ်ချက်ကပါလဲဟာလာစစ်တပ်ရအလိုချိုတုံးပြီးတိုက်ခတ်တာလဲရတ်တပ်ပါတဲ့ဘာညာပြောတယ်ဟာလာကျွန်တော်နိုင်ငံမှာတတ်မတော်လက်ရှိရနေထားကြည့်ရတာကစစ်တပ်လူချာတုံးကိုမတုံးတာအီအာတုံးကိုမတုံးတာဟာလာရှေရှေမီပြီးမှာတပ်စခါမှာရှိတဲ့အီအာနဲ့ဟာလာအနောက်မှာရှိတဲ့အီအာနဲ့ပဲခုခံပြီးမှာဟာလာ အခန်းစီအနေနဲ့ပဲတိုက်တာရှိတာပေါ့နော်ဒါ UK ကိုရောဥရောပတမကကဘာဖြစ်လို့ဟလာဟိုစိတ်တအရာလိုချိုတုံးတယ်လေပြောတာလေတော့ကျွန်တော်လည်းနားမလဲဘူးနော်မျက်စိနှစ်ဖက်မပါဘူးထင်တယ်လို့နော်အဲ့ဒါပဲပြောချင်တယ်နောက်ပြီးမှဟလာပြောပါတည်းတယ်ဟလာနိုင်ငံတကာဥပဒေနဲ့ပေါ့ဟလာနောက်ပြီးမှလူသားကြီးစာနာမှုဆိုင်ရာဥပဒေနဲ့ကိုလိုက်နာဖို့ဘာညာတယ်ဟာကိုကတာတွေထွက်လာတာဟလာအကူလို့လိုက်နာပြီးတာနိုင်ငံတော်ကချိုးအကူလို့လိုက်နာပြီးတာနော်ဒီကတော့အခုချိန်ဒီပေါ့နော်ပြီးသူတွေကိုဝါရမိုင်းဖြန့်ပြီးတော့မှပြောဆိုနေတာကိုကျွန်တော်တွေ့တာဖြစ်တယ်မြောက်နိုင်တို့အိုစုက မြေလောက်ထိဆေးရစုမှုပေါင်းများစွာကျွလွန်ပြီးတော့မှကျွန်တော်တို့ခုစီချိန်မှာတော့ဗောနပီတိုရီကိုနေစင်နေမြတက်ဖြတ်နေတာကိုကြည့်မယ်ဆိုရင်တော့ဒါကသူတို့အနေနဲ့လေးတဲ့ပုံပြုံးပြတန်းကြားတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်မနေ့ကဆိုရင်လည်းဒီစင်ကူးမြို့မှာစကောင်စီကနေပြတော့မှလေးချောင်းပုံးချက်တက်ခိုင်းမှုတွေလှုပ်ဆောင်ခဲ့လို့ဗောနပီတိုတော်တော်များများတည်ဆုံသွားတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေမှာဒီကောင်တွေကဒီလိုပြောထွက်ရဲတယ်ဆိုတာရေလက်ရေစကောင်တွေပြတော့မှကျွန်တော်တို့ဗောနအသေးလေးနာဖို့ကောင်းနေတာဖြစ်ပါတယ်ဒီလိုမျိုးအားထောင်ပြတော့မှပီတိုလူထုတွေကိုရက်စက်ရုံမှာတဲ့နီလာနေပြောပြတော့မှ ောက်တန်းဆတ်စကရုံးတွေတုံးနေတဲ့ဒီစခွေးပေါ်မှာလော်ပြီးတတိုင်းနဲ့သူတို့ပေါင်းပါတယ်အားလုံးကျွန်တော်တို့အနေနဲ့ရှင်းထုတ်ရမယ့်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းကိုလက်ဒီနေကနေတီးပြပြောလိုပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဒီအဘအသားမရင်းကောင်မြို့ဆိုးကနေပြတော့မှကျွန်တော်တို့ပြည်သူတွေကနိုင်ငံရေးနားမလည်လို့ပါနော်။ဒီလိုမျိုးစကောင်စီကနေပြတော့မှအာနာထသိမ်းရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတဲ့အားလေးတစ်ချက်တော့ချစ်လိုက်ရအောင်နော်။နိုင်ငံရေးကိုနားမလည်ရလေတော့ဒီမိုကရေစီဆိုတာအစိုးရတည်းရဲ့ဆိုတာဂျပန်တွေလာပိုင်းတွေ ခန်းကြီးပြဆောက်လို့မရဘူးဆိုတာကိုတော့မသိနိုင်ကြပါဘူး။ဒါကြောင့်မို့လဲစစ်တပ်ကအာဏာသိမ်းတာကိုစစ်တပ်ကအာဏာထိန်းထားပြီးတော့နဝတနာဖအခက်ဆက်ဆက်ကတိုက်ပြည်ကိုအုပ်ချုပ်သွားတာကိုအနည်းငယ်ဆယ်ကျော်ခံခဲ့ကြရတာ။နှစ်တုံကြာနှစ်တက်ဖြစ်စင်ပါလေဒီတိုင်းပါပဲ။အဲ့ဒီနေ့မှာတက်မတော်ကတိုင်းပြည်ရဲ့အာဏာကိုထိမ့်ပါတယ်ထိမ့်ပြီးတဲ့အချိန်မှာတိုင်းပြည်ပြည်သူမိန့်ခွန်းပြောခဲ့ပါတယ်6လပဲဆောက်ပါ6လပြည့်တဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်ပေးပါမယ်။သို့တော့ဆန္ဒတွေစိုးခဲ့ကြတယ်။နိုင်ငံရေးကိုနားမလည်ကြဘူး။နိုင်ငံရေးပါမဝခဲ့ကြ။အဲ့ဒီတော့6လဆိုတဲ့အချိန်ကာလလေးကိုမစောင့်နိုင်ကြပဲပဲဆန္ဒတွေပြခဲ့ကြတယ်။ဆန္ဒပြတာတွေအရှင်ရလာတာနဲ့အမျှစုပ်မှုတွေတက်ပြတ်မှုတွေဖြစ်ပေါ်လာကြ။ဆန္ဒပြတာကိုဖြိုခွင်းပြီဆိုရင်တော့နှလုံးနှစ်ဖက်မှာထိခိုက်မှုတွေရှိလာကြမှာပါ။တကယ်လို့သာ အာဏာထိမ်းတဲ့အချိန်ကစပြီး NLD ပါတီဝင်နေတာနိုင်ငံရေးပြရှိခဲ့မယ်ဆိုရင် NLD ပါတီကိုထောက်ခံကြတဲ့ပြည်သူတွေဒါနိုင်ငံရေးပါဝမယ်ဆိုရင်အခုလိုမျိုး6လတစ်ချိန်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 တက်တန်းတိုးနေကြအကြောင်းမရှိပါဘူးတကယ်ကတော့မြန်မာနိုင်ငံရေးဖြစ်စင်မှာတက်မတော်ဝင်ပါနေရတယ်ဆိုတာဟာနိုင်ငံရေးလုတ်ခဲ့ကြတဲ့ခေတ်ဆက်ဆက်ကနိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝခဲ့ကြဘူး ခီးဆက်ဆက်မှာရက်တည်ရှင်သန်ခဲ့ကြတယ်ကျွန်တော်တို့ပြည်သူတွေနိုင်ငံရေးအသိကိုရှိကြလို့နိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်မလုတ်တက်ကြတဲ့အတွက်တပ်မတော်ကစစ်တပ်ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းကြောင်းမှာဝင်ပါနေရခြင်းပဲဖြစ်ပါဒီကောင်တွေပြောပုံရတော့ကျွန်တော်ပြည်သူပြည်သားတွေနဲ့ဒီ NLA ကနေပြန်မှာပါတော့နိုင်ငံရေးတရားလေးကိုနားမလဲလို့စစ်ကောင်စီကနေပြန်မှာဒီလိုမျိုးအားနာတင်းရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ ပေါ်ပန်းလေးစရိပ်ပြောတော့တော့ကျွန်တော်တွေ့တာဖြစ်ပါတယ်ဒီလိုမျိုးစစ်ဘောမှလော်ပြီးတတရတော့ကျွန်တော်အခုချိန်ထိပေါ့နော်အာနာသိမ့်တယ်လို့တော့မသုံးလုံးပဲနဲ့အာနာထိမ့်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မျောလင်တို့ဆူရနေပြတော့ပြောထားတဲ့အတိုင်းတေချာလေးကိုတတွေ့မှတိမ့်ပြောဆိုနေတာကိုတွေ့တာပဲဖြစ်ပါတယ်ပြီးသူလူထုကိုဂျင်းထဲပို့လို့နေတာပေါ့တော်တော်လေးကိုရတာတွေ့နေတဲ့ပုံဖြစ်တဲ့ဒီစစ်ဘောမှလော်ပြီးတတရကိုကျွန်တော်အနေနဲ့ဒီစကောင့်စီကိုဖြိုချတဲ့နေရာမှာတခါတဲ့အမြပြချိန်မုံတော်ဖို့ပေါ့နော်လိုနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေခင်မတစ်ဖြတ်ဗီဒီယိုကိုဒီနေ့မှာပဲစုံသတ်ချင်ပါတယ်ဒီနေ့လည်းမှာတော့ ဘောမတိုင်ပါနော်ဒီချစ်ခွက်လောင်မြတ်တယ်သူတို့ရဲ့အားထုတ်မှုတွေကများနေတဲ့အတွက်ဒီဘောမတွေရဲ့ဗီဒီယိုတွေကိုအတိအခံပြုတော်မှာကြည့်ရှုပေးကြတယ်မြို့ပပြည်သူများလုံးလည်းအထူးကျေးဇူးတင်တဲ့အကြောင်းပြောရင်လည်းအဆဆုံးကြည့်ရှုပေးကြတယ်မြို့ပပြည်သူများလုံးမြောက်လိုက်မေးပေးတာနဲ့ရင်ဝေကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုံမကောင်းတောင်းပေးလိုက်ပါတယ်